ကိုတိုင်းကြောက်ကြီးမြို့နယ်တွင်ကစစ်ကောင်စီစခန်းတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမနေ့ကဇွန်လ26ရက်နေ့မှာစစ်တောင်းမြို့ဝန်စစ်စင်ရေးအနေနဲ့တိုက်ခိုက်ခဲ့ကြတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝန်ကြီးဌာနစီကသိရပါတယ်စစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထပ်မံနေသေဆုံးခဲ့ပြီး22ဦးကိုစစ်တုံ့ပန်းဖြင့်ဖမ်းဆီးရမိကကျန်တပ်ဖွဲ့ဝင် ချို့မှလည်းစုခွာထွက်ပြေးသွားကြတယ်လို့သိရပါဗျ။ တုံမန်းတွေမိတဲ့ဟာက ရန်သူအင်အား200ဝန်းကျင်လောက်ရှိတဲ့ရွာတရွာကိုဝင်စီးတာပေါ့ကျွန်တော်တို့စီရေးအရာအသာစီးရပြီးရန်သူလက်နက်ချတဲ့အနေအထားမျိုးရရှိတာပေါ့လို့တွန်လိုင်းတပ်ဖွဲ့ဝင်တူက AR Times ကိုပြောပါရယ်တိုင်ပွဲတွင်စစ်ကောင်စီစီကလက်နက်မျိုးစုံ28လက်အပြင်ခဲယမ်းအများပြားနဲ့စေတုံးဆောင်ပစ္စည်းတွေကိုလည်းတင်စီရမိခဲ့တယ်လို့သိရပါရယ် ဒါအပြင်ဖန်ဆီးရမိတဲ့စစ်တုံမန်းတွေကိုလည်းဂျနီဗာကွန်ဗင်းရှင်းနဲ့ညီစနစ်တကျထိန်းသိမ်းထားတယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်နှစ်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဘူဟာ25တရင်3ခွန်3ညနှင့်အထူးကွန်မန်ဒိုတရင် Spring Warriors Column ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တရင်89တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာတွန်လိုင်းပူအောင်တပ်ဖွဲ့တွေကစစ်တောင်းမြေဝမ်းစစ်စင်ရေးအနေနဲ့တိုက်ပွဲတွေဆင်နွှဲနေပြီးတော့ဇွန်လ25ရက်နေ့ကရန်ကုန်မန္တလေးအမြန်လမ်းဟောင်းရှိစစ်ကောင်စီစခန်း6ခုကိုတပြိုင်နက်တိုက်ခိုက်ခဲ့လို့တပ်သား19ဦးထပ်မံတဲ့တေဆုံးခဲ့ပြီး3ဦးအရှင်ဖမ်းဆီးရမိခဲ့ပါတယ်